ဆယ်စီယပ်အနုပ်90ဒီဂရီရှိတဲ့နှင်းမြုပ်တိုင်းထဲမှာတင်းငယ်တဲ့ခန္ဓာကိုယ်တစ်ခုဟာအသက်နဲ့တည်ဆုံးခြင်းကြားရုန်းကန်နေရပါတယ်။ဒီလမ်းပြောင်နေတဲ့ပင်ကွင်းငှက်ငယ် snow check လေးရဲ့ခန္ဓာကိုယ်ပူချိန်ဟာအရေးပါတဲ့အဆင့်ထိကျဆင်းနေပါတယ်။နောက်ထပ်9မိနစ်အတွင်းမှာသူ့အမိကိုမတွေ့ရင်အမိနာကအေးခဲနေတဲ့ခန္ဓာကိုယ်လိုပဲရေခဲရုပ်တုတစ်ခုဖြစ်သွားပါလိမ့်မယ်။ကံကောင်းစွာနဲ့ပဲနောက်ဆုံးချိန်မှာသူ့အမိကရှာတွေ့သွားပါတယ်။မိခင်မိသားကအံပွဲတစ်ခုကိုဖန်တီးပေးပြီး snow check ကလေးခဏတာအနည်းငယ်ကလွတ်မြောက် သွားပါတယ်ဒါပေမဲ့နာရီနေငယ်ကြမှာမြေမုန်တိုင်းဟာတင်ကွင်းကိုလိုနီတစ်ခုလုံးကိုဝါမျိုးလိုက်ပြီးအပူချိန်ကအနှုတ်60ဒီဂရီဆယ်ဆီယပ်အထိကျဆင်းသွားပါတယ်ဒါဟာငှက်ကလေးတွေကတမကအရွယ်ရောက်ပြီးသားပင်ကွင်းတွေကပါချင်းချောက်နေပါတယ်မိခင်တွေဟာသူတို့ရဲ့ကလေးတွေကိုလေနဲ့နှင်းတန်ကနေကာကွယ်ဖို့ခန္ဓာကိုယ်တွေကိုအသုံးပြုပြီးအနှွေးတက်ရဲ့အကာအကွယ်ထိတလက်ကိုဖန်တီးကာတင်းတင်းကြပ်ကြပ်ကပ်ညှိနေကြပါတယ်မုန်တိုင်းကြမှာတကောင်နဲ့လေပြင်းကိုရင်ဆိုင်ရက်တည်နေတဲ့အရွယ်ရောက်ပြီးသားပင်ကွင်းတကောင်ရှိပါတယ်သူကတော့ snow check ရဲ့ဖခင်ပါ ရဲအနေငယ်အကြတော့ကအစာရှာထွက်တဲ့အဖွဲဟာဝဲကဝီလာကအုပ်ရဲ့ချောင်းချောင်းတိုက်ခိုက်ခြင်းကိုခံခဲ့ရပါတယ်။ချောင်းမဖွဲကောင်းတဲ့ဒီမူဆိုးတွေနဲ့ရင်ဆိုင်ရတဲ့အခါတန်းဆက်ကပြန်ပြေးမှုကလွယ်လို့တခြားရွေးချယ်ပြရာမရှိခဲ့ပါဘူး။နောက်ချက်ခါရဲ့ဖက်ကင်ကအခြေအနေကိုမှားယွင်းစွာဆုံးဖြတ်မိပြီးစုခွာဖို့အခွင့်အရေးကိုလွှဲချော်ခဲ့ကဝဲကတို့ရဲ့အပြင်းထန်လိုက်လံခြင်းကိုခံခဲ့ရပါတယ်။နောက်ဆုံးမှလိုက်လံခြင်းကနေလွတ်မြောက်ခဲ့ပေမဲ့အဖွဲနဲ့ကွဲကွာသွားခဲ့ပါတယ်။ပင်လယ်ဝင်ပေါက်ကိုပြည်ရဲများတဲ့ဝဲကတို့ ခေကစောင့်ချက်နေတာကြောင့်ပြန်သွားဖို့မဖြစ်နိုင်တော့ပါဘူး။ထခင်ဟာမရင်ကြီးရဲ့အိမ်ပြန်ခီးကိုစတင်ခဲ့ရပါတယ်။ကျေပြောလာတဲ့ရေခဲပြင်ကြီးပေါ်မှာတယောက်တည်းပါသူ့ရဲ့တခုလေးတော့အတွေ့ကတော့သူ့ငယ်လေးအတွက်အစာပြန်ယူလာဖို့ပါပဲ။အားငယ်မှုတွေဖုံးလန်းနေပေမဲ့အိမ်ပြန်ခြင်းကိုဘာကမှတားဆီးနိုင်ခြင်းမရှိခဲ့ပါဘူး။နောက်ဆုံးမှာတော့သူ့ကိုလိုနီကိုပြန်ရောက်လာပြီးအဖွဲ့ရဲ့အပြင်ဘက်အစုံဆုံးမှာရက်ကမိခင်တွေနဲ့ငယ်ငယ်လေးတွေအတွက်ခိုင်မာတဲ့ကာကွယ်ရေးလိုင်းတစ်ခုကိုဖွဲ့စည်းရမှာကူညီပေးခဲ့ပါတယ်။ မုံတိုင်းကုံဆုံးသွားတဲ့အခါအစာရှာဖို့ထွက်ခွာရတဲ့အလက်ကမိခင်တွေရဲ့အလက်ဖြစ်ပြီးဖခင်တွေကနှက်ကလေးတွေကိုစောင့်ရှောက်ရတဲ့တာဝန်ကိုယူရပါတယ်။စနောက်ချစ်ကလေးဟာတိတိတတကြီးပြင်းလာပြီးအခုဆိုသူ့ဖေကိုလမ်းလျှောက်ခေါ်နေပါပြီ။သူတို့ရဲ့ဥယျာဉ်မပေါက်ခဲ့တဲ့အမပင်ကွင်းအချို့ကတော့ရေခဲတုံးလေးတွေနဲ့မိဘကန္တာကိုလေ့ကျင့်ရင်းကိုလိုနီမှာကျန်နေခဲ့ကြပါတယ်။ပြင်းထန်တဲ့မိခင်စိတ်အလိုဆန္ဒကြောင့်သူတို့ဟာတခြားပင်ကွင်းနှက်ကလေးတွေကိုစတင်စိတ်ဝင်စားကြည့်လာကြပါတယ်။အားလုံးထဲမှာအသေးဆုံးနဲ့အချစ်စရာအကောင် ဆုံးဖြစ်တဲ့ Snow Chick ကဟာအာယုံဆိုင်မှုရဲ့ဂဟုဖြစ်လာပါတယ်။သူဖခင်ကလူယူကိုစူးစမ်းနေတဲ့စိတ်အားထက်သန်တဲ့ပင်ကွင်းတွေကိုတတ်နိုင်တဲ့များတားဆီးပေမဲ့သူတို့ကလက်မလျှော့ကြပါဘူး။ငှက်ကလေးကိုဖမ်းဆီးတဲ့ကစားပွဲတစ်ခုလိုမျိုးသူတို့နောက်ကနေလိုက်နေကြပါတယ်။ချစ်ခင်ကျင်နာမှုလို့ထင်ရပေမဲ့ဒီပုံပြက်နေတဲ့မိခင်စိတ်အလိုဆန္ဒဟာငှက်ငယ်လေးအတွက်ကြီးမားတဲ့အန္တရာယ်ဖြစ်စေပါတယ်။ တာသမီမရှိတဲ့အမရိအုပ်စုဟာစနောက်ချက်ကကိုသူတို့ပိုင်ဖြစ်တောင်းဆိုလို့စိတ်ပြင်းပြစွာနဲ့လိုက်လံနေကြပါတယ်သူတို့ဟာခခင်ရဲ့လမ်းကိုပါပိတ်ဆို့ထားကြပါတယ်ကြောက်လန့်နေတဲ့စနောက်ချက်ကလေးဟာနေရာအနှံ့ပြေးလွှားနေပေမဲ့မကြခင်မှာပဲလုံးဝဝိုင်းရံခံလိုက်ရပါတယ်စိတ်လုံရှားမှုလွန်ကဲနေတဲ့အမရိဟာနှက်ကလေးရဲ့လုံခြုံရေးကိုအာရုံမစိုက်ပဲသူ့ကိုလူယူဖို့တိုက်ခိုက်နေကြပါတယ်အရွယ်ရောက်ပြီးသားပင်ကွင်းတွေရဲ့ကိုလေးချိန်အောက်မှာပိတ်မိနေတဲ့စနောက်ချက်ကလေးဟာအသက်ရှူဖို့ပင်မနေရုံကနေရပါဘူး သူဖခင်ရောက်လာချိန်မှာတော့အခြေအနေကအရေးပေါ်ဆိုးရွားနေပါပြီရှုပ်ထွေးမှုတွေကြားမှာဇနုတ်ချက်ကလေးလက်ကျသွားပြီးသူဖခင်ကသူ့ခန္ဓာကိုယ်နဲ့အလင်းမြန်ဖုံးအုပ်လိုက်ပါတယ်တုံလုံးချောက်ချားနေတဲ့ငှက်ကလေးဟာသူ့အောက်မှာပုန်းနေပြီးပြန်ထွက်လာဖို့မြင့်ဆန်နေပါတယ် အချိန်တွေအကုန်လုံးပြီးနှွေရတရောက်လာပါတယ်ရေခဲတွေအကြီးပြောကြပြီးနေထိုင်ရာဒေသကတိတိတတ်တတ်ကျဉ်းောင်းလာပါတယ်နှက်ကလေးတွေဟာအတူတကွဆူဝေးပြီးနှွေထွေးတဲ့အဆုအဝေးငယ်လေးတွေဖွဲ့စည်းကြပါတယ်အနှွေးတဲ့အတွက်ဆုပုံနေထိုင်ခြင်းဟာသူတို့တင်ယူရမယ့်မရှိမဖြစ်ရှင်တန်မှုစွမ်းရည်ဖြစ်ပါတယ်ဒါပေမဲ့ snow chick ကလေးကတော့သူ့ဖေးစီကနေထွက်ခွာဖို့ကိုကြောက်နေတော့မှာပဲသူကအခုဆို parking ရဲ့1 byte အောက်မှာမဆန့်တော့ပါဘူးဒါကြောင့်သူ့ကို parking ကကြမ်းတိုက်တဲ့လူမျိုးဆွဲခေါ်သွားတဲ့ရေစရာမြင်ကွင်းကိုဖြစ်ပေါ် စီခဲ့ပါတယ်နောက်ဆုံးမှာသူဟာနှက်ကလေးအုပ်စုနဲ့ပေါင်းဖို့ကြိုးစားရပါတော့မယ်သူ့အတွက်နေရာလုကရှင်းရှင်းလင်းလင်းမရှိပါဘူးသူလူလိမ်သွားလာရှာဖွေပြီးနောက်နေရာတစ်ခုကိုတွေ့သွားပြီးမယ်မားတဲ့ဘက်ကိုမျက်နှာမူထားပါတယ်အလျင်အမြန်တင်ယူတတ်တဲ့အတွက်မကြခင်မှာပဲမှန်ကန်အောင်လုပ်နိုင်သွားပါတယ်ဒါဟာသူ့ရဲ့ကြီးထွားမှုမှာအရေးပါတဲ့အလှည့်အပြောင်းကိုမှတ်သားစေပါတယ်ဆိုလိုတာကတော့သူ့ဖခင်ဟာသူ့အမိကိုရှာဖို့ထွက်ခွာနိုင်ပြီဆိုတဲ့အတိတ်ပဲပါပဲဒါပေမဲ့ရှင်းောက်ချစ်ခတ်လေးကတော့တယောက်တည်းရက်တီဖို့ အစင်သိမဖြစ်သေးပါဘူးသူ့အဖေလျှောက်သွားတာကိုကြည့်ပြီးခြေလန်းတေးလေးတွေနဲ့နောက်ကနေတရွေ့ရွေ့လိုက်ခဲ့ပါတယ်ဘလောက်ပဲခေါ်နေပါစေဒီတစ်ချိန်မှာတော့ဖခင်ကနောက်လည်းမကြည့်တော့ပါဘူးရင်ခွဲလာကြပြီးသူဟာလုံးဝစွန့်ပစ်ခံရတယ်လို့ခံစားလိုက်ရပါတယ် အရွယ်ရောက်ပြီးသားပင်ကွင်းအားလုံးထွက်မသွားကြပါဘူး။တချိန်ကနှစ်ကလေးတွေကိုခိုးယူဖို့ကြိုးစားခဲ့တဲ့တာသမီမရှိတဲ့အမတွေဟာအခုတော့စောင့်ရှောက်သူတွေဖြစ်ဆန္ဒလျောက်နောက်မှာကြံနေခဲ့ကြပါတယ်။ကြောက်တက်တဲ့ snow chip ကလေးဟာသူတို့တဲကတယောက်ကိုတွဲကပ်လိုက်ပါတယ်။ဒါပေမဲ့ဒီစောင့်ရှောက်သူတွေကသဘောထားကြည့်သူတွေမဟုတ်ကြပါဘူး။နှစ်ကလေးအားလုံးဟာစီးမြင်တွေကိုတင်းတင်းကြပ်ကြပ်လိုက်နိုင်ရပါမယ်။အပူချိန်ဆက်လက်မြင့်တက်လာတာနဲ့အမျှစာလောင်နေတဲ့ပင်လယ်ငှက် patrols တွေဟာအစာရှာဖွေရင်းကောင်းကင်မှာပေါ့။လာပါလေပင်ကွင်းနဲ့ကလေးတွေဟာသူတို့ရဲ့စံပြသားကောင်တွေဖြစ်ပြီးသူတို့ထဲမှာအသေးဆုံးဖြစ်တဲ့ snow chicken ဟာတန်တရားဖြစ်ပေါ်မရှိအလွယ်ဆုံးဖြစ်မှတ်ဖြစ်ပါတယ်